လောကလူသားတွေဘဝခရီးကိုလျှောက်လန်းနေကြတဲ့အခါမှာကိုလျှောက်လန်းတဲ့လမ်းခရီးဟာအမတ္တမအန္တရာယ်များတယ်အလင်းအောင်ရှိတုံးမှာအန္တရာယ်တွေကိုကြီးဆောင်ပြီးတော့သွားရမှာနေထွက်နေတဲ့အချိန်မှာဆိုတာဘုရားသာသနာပွင့်နေတဲ့အချိန်နဲ့တူတယ်ပေါ့ဘုရားသာသနာပွင့်နေတဲ့အချိန်မှာဘဝဆိုတဲ့ကန္တာရာခရီးကြီးကိုလျှောက်တဲ့အခါမှာ အေးအိုခြင်းဆိုရဲဆင်းရဲဆိုတာလာလိုက်ပဲနာခြင်းဆိုရဲဆင်းရဲဆိုတာလာလိုက်ပဲတွေခြင်းဆိုရဲဆင်းရဲလာလိုက်မယ်လို့မသိရဘူးလားသိရပါပါဘုရားအေးဖရာတရားတော်တွေလို့ဆိုရဲနေမင်းကြီးအလင်းအောင်ပေးထားသည်တဲ့ကြောင့်ဒါတွေမြင်ရတယ်တခြားဘေးကအန္တရာယ်တွေရှိသေးတယ်မကောင်းတာတွေလှုပ်လို့ရှိရင်အပင်ငရဲကြနိုင်တယ်ကြိတ်တာဖြစ်နိုင်တယ်တိရိစ္ဆာန်ဖြစ်နိုင်တယ်ငရဲရောက်နိုင်တယ်ဟောဒါတွေလည်းသိရှိရတယ် ဟောနောက်ဆုံးကြတော့သာသနာကွယ်သွားပြီဆိုတဲ့အချိန်မှာနေဝင်သွားတာနဲ့အလားတရတူတယ်ခရီးရလည်းမဆုံးသေးဘူးနေရာလည်းဝင်သွားပြီဘာမှလည်းမမြင်ရတော့ဘူးလမ်းတောင်မှပဲเจ้าရှိသလားကျင်းရှိသလားဆူးရှိသလားခလုတ်ရှိသလားဆိုမမြင်ရနေကလည်းဝင်နေပြီသွားရမယ့်ခရီးကလည်းအဝေးကြီးကြံသေးတယ်တန်တရာခရီးဆိုတာအဝေးကြီးပဲသွားကြရအောင်ပဲ နေဝင်တုန်းကနေရှိတုန်းကဖရာသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဒီခရီးကိုပေါက်အောင်မလျှောက်ခဲ့ဘူးအမတ်တမဲနဲ့ဂုံးလာနေဝင်ချိန်မှာလည်းခရီးရှည်ကြီးသွားရမယ်ဆိုတဲ့လူတယောက်ရဲ့ဘဝအခြေအနေကိုစဉ်းကျင်သုံးသပ်ကြည့်စမ်းပါဘလောက်ဆွေးရင်စရာကောင်းတယ်လေပေါ့အဲ့တော့တန်တရားထဲမှာလည်းဘုန်းကြီးတို့တွေဟာရလာတဲ့လူဘဝလေးမှာအချိန်တိုင်းနဲ့ ဘုရားသာသနာပွင့်ပြီးတော့အလဲအောင်ရှိနေတဲ့အချိန်မှာအချိန်ပိုင်းနဲ့လှုပ်တဲ့လှုပ်ထိုက်တာတွေလောရမလှုပ်ဘူးဆိုလို့ရှိရင်အလုပ်တွေအများကြီးကြံပြီးတော့သာသနာလဲကွယ်တော့မယ်ဆိုတဲ့အချိန်မှာအမောင်ကြီးတန်းတော့မယ်အချိန်မှာရှေ့ကိုခီးဆက်ဖို့ဆိုတာအလွန်တရာခက်တယ်ပေါ့အေးဒါကြောင့်မလို့ဘုရားသာသနာတော်နဲ့ဂျုံတဲ့အချိန်မှာအတိကြံများများရအောင်အချိန်ရှိကြလုံလဆိုင်ပြီးစူးစမ်းအထောက်ကြရမှာ ဒါကြောင့်မို့ရှေးဥစွာကောင်းမှုကိုဆိုတာကိုသိအောင်ကြိုးစားမယ်မကောင်းမှုဆိုတာသိအောင်ကြိုးစားမယ်ကောင်းမှုဆိုတာပါ မကောင်းမှုဆိုတာပါကုသိုလ်ဆိုတာပါအကုသိုလ်ဆိုတာပါအဲ့ဒါတွေကိုသိအောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်အဲ့ဒါလို့သိတာကိုပဲတမ္မာဒိဋ္ဌိညာလို့ခေါ်တယ်ပထမအဆင့်ဒါတမ္မာဒိဋ္ဌိညာ